မင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်ပြည့်စုံကြပါစေခင်ဗျာကျွန်တော်ကတော့အခုအိမ်ပြန်ရောက်ပါပြီအိမ်ပြန်ရောက်တော့ခရီးပန်းလာတဲ့အခါကျတော့နည်းနည်းဖျားခြင်းတယ်လို့ဖြစ်ပြီးတော့ချမ်းစိမ့်စိမ့်နဲ့လို့အလေးလေးဝတ်ထားတာပါကျွန်တော်နေ့တိုင်းမကောင်းပေမဲ့လည်းကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေကျွန်တော်ရဲ့တမင်ရှင်တွေအတွက်အဲကျွန်တော်ကဟိုလုပ်ပြရမယ့်အလုပ်တွေတာဝန်တွေလေးကိုလေမပြတ်ခွက်ချင်ဘူး ကျွန်တော်ဘလောက်ပဲရက်ကွေးတွေများများကျွန်တော်ဘလောက်ပဲရှူတင်နေရက်တွေဆက်ဆက်ကျွန်တော်နေ့တိုင်းဘီတင်ဟောတယ်ဘီတင်မဟောရရင်ကိုကျွန်တော်မနေနိုင်ဘူးပေါ့နော်အဲ့လိုပဲကျွန်တော်ဘလောက်ပဲတချင်းစုပွဲတွေတွားတွားကျွန်တော်လမ်းမှာကားပေါ်မှာဟောစတန်လေးတွေရိုက်တက်တဲ့အချိန်ရှိတယ်ပေါ့ဒါပေမဲ့အခုကကျွန်တော်ကားနဲ့သွားတာမျိုးမဟုတ်ဘူးသူများကားနဲ့သွားတာဆိုတော့ကျွန်တော်ကရိုက်ဖို့မလွတ်လပ်ဘူးဖြစ်သွားအဲ့ဒါဟောစတန်လေးနောက်ကျသွားတယ်တောင်းပန်ပါတယ်ပြီးတော့မှလမ်းတစ်ဘက်လောက်ရောက်တော့မှကျွန်တော်ကားနဲ့အဆင်ပြေတာဟုတ်အဲ့လိုဖြစ်သွားတာခင်ဗျအဲ့တော့အခုကျွန်တော် ဟိုဆယ်လပိုင်းအတွင်းမှာရှိတဲ့အင်္ဂါသားသမီးတွေရဲ့ဟောစတန်းပေါ့နော်အားလေးကိုကျွန်တော်ဟောပေးချင်တာပါခင်ဗျအဓိကကျွန်တော်ပြောချင်တာကတော့ဒီဆယ်လပိုင်းထဲမှာကံကောင်းတဲ့နေ့လယ်ထဲမှာအင်္ဂါပါလေခင်ဗျအင်္ဂါကအကောင်း၄ခုမဖြစ်မနေဖြစ်လိမ့်မယ်နံပါတ်၁ကတော့အဲစန်းစာတာအာနာဇက်တက်လိမ့်မယ်ဆန်းစာတာအာနာဇက်ဆိုတာဘာကိုပြောတာလဲဆိုတော့ဈေးရောက်တဲ့သူတွေဆိုလို့ရှိရင်အယောင်းဝယ်စမ်းကောင်းမယ်ပေါ့အမှုပညာလုပ်ငန်းနဲ့ အတက်မွေးဝါကြောင့်ပြည့်တဲ့သူတွေဆိုလည်းအမှုပြညာဆန်းတက်မယ်ပေါ့နော်ပြီးတော့ဌာနပိုင်းဆိုင်ရာအကြီးအကဲတွေဆိုရင်အာနာဇတ်တက်မယ်ပေါ့နော်တာမန်လုက္ကန်ရှာဖွေစားသားရတဲ့သူတွေဆိုလို့ရှိရင်ဇာတာဝင်ကောင်းပြီးတော့မှငွေရှာဖွေရတာလွယ်ကူလာမယ်ပေါ့နော်အဲ့တဘောကိုပြောချင်တာပါခင်ဗျအဲနောက်တစ်ခုကကြတော့ညီနဲ့ပတ်သက်ပြီးတော့ငွေဝင်နိုင်မယ်ညီတို့အိုးအိမ်တွေနဲ့ပတ်သက်ပြီးတော့ငွေဝင်စေတတ်တယ်ခင်ဗျနောက်တစ်ခုကတော့ရဝေးကနေထူးကဲတာလုံးနဲ့တရင်စကားကောင်းတွေကြားရတတ်တယ်လို့ပြတယ် နောက်ဆုံးတစ်ခုကတော့မိသားစုနဲ့ပတ်သက်တဲ့အကျိုးရှိတဲ့အကြောင်းတရားတွေကိုကြုံတွေ့ခံစားရနိုင်မယ်လို့ပြထားတာပါ။အဲဒီပြီးခဲ့တဲ့လမှာအင်္ဂါသားသမီးတွေအနေနဲ့မထင်မှတ်တဲ့အပူလေးတွေ၃လခုလောက်တော့ရှိတယ်။အဲ့ဒီအပူတွေကိုကြော်လွားနိုင်ပြီးတော့ကြံရှိနေတဲ့နေ့ရက်တွေမှာအပူတွေတိတ်မလာအောင်ပေါ့နော်ရရရခြေတဲ့အနေနဲ့ဆရာတော်ဖျားတွေကိုကြောက်ဖြုံမျိုးလူတာမျိုးဖုန်ကြီးစီးဖက်နဲ့ဝယ်လူတာမျိုးဘာဆိုသင်္ကန်းကတ္တာမျိုးတွေလှုပ်စေချင်ပါတယ်။ ်ဘဝမှာတတိထားမဲ့ဒီဆက်လာပိုင်းတည်းမှာတတိထားမဲ့အရာ၄ခုရှိတယ်။နံပါတ်၁ကတော့လူမျိုးသားကိုတတိထားမယ်။ဘာသာကြားလူမျိုးသားတွေနဲ့ပတ်သက်တဲ့ထိခိုက်နစ်နာမှုမျိုးတစ်ခုခုဖြစ်ပေါ်ရှိတယ်။အဲနောက်တစ်ခုကတော့တက်ကြီးပိုင်းဆိုင်ရာတွေနဲ့ပြဿနာဖြစ်ပြီးတော့အကုသိုလ်ဖြစ်ဖို့ရှိတယ်။ကို့ထက်အသက်ကြီးတဲ့ဆရာသမားအမေတို့မဟုတ်အမအတော်အဲ့လိုအသက်ကြီးတယောက်နဲ့စကားများပြီးတော့ကို့အတွက်အကုသိုလ်ဖြစ်တာမျိုးဖြစ်စေတတ်တယ်။အဲနောက်တစ်ခုကကြတော့ကို့မိသားစုထဲမှာရှိနေတဲ့ကို့ချစ်ရသောသူ ိုတန်ရောစင်ရှိရတော့သူရဲ့ကျမ်းမာရေးကြောင့်နည်းနည်းလေးစိတ်တော့ကများရတာမျိုးလေးဖြစ်ဖို့ရှိတယ်။အဲနောက်ထပ်အဆိုးတစ်ခုကကြတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်မှားလိုက်တဲ့အရာတစ်ခုကြောင့်ကိုယ့်ရဲ့လက်လာပါတချို့လွဲသွားတာမျိုးဖြစ်စေတတ်တယ်။ဒါကတော့ပြောမယ်ဆိုလို့ရှိရင်အိုက်ခွနကျွန်တော်ပြောသလိုမျိုးဖြစ်နိုင်တဲ့အဆိုးပေါ့နော်။အဲ့ဒီလေးခုပေါ့။အဲ့ဒီအဆိုးလေးခုကိုအရင်မဖြစ်အောင်လို့ရရချီတဲ့အနေနဲ့အဲဆရာတော်ဖျားကိုကြောက်ဖြုံယူကတ်တဲ့နေ့မှာမိမိကပတိစိတ်ပေးရမယ်။ ပြီးတော့ကျွန်းနဲ့တန်လျက်တို့ကျွန်းနဲ့ပတီတို့ကျွန်းနဲ့တို့နဲ့ပတ်သက်တဲ့ပစ္စည်းတစ်ခုကိုခေါင်းအုပ်စုထဲမှာအဆောင်အနေနဲ့ဆောင်ထားစေခြင်းလဲပြီးတော့ငွေအလိန်ခံရမဲ့ဝတ်ကြွေးတွေရှိတဲ့အတွက်ကြောင့်ငွေတို့ချိလိုက်တာမျိုးတွေအာမခံလိုက်တာမျိုးတွေမလုံနဲ့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်ကြေကနာမျိုးစုံဖြစ်ဖို့ရှိတယ်လို့ပြတယ် ငွေကြေးပြဿနာတွေက6လပိုင်းနဲ့ကနေစပြီးတော့ဖြစ်ဖို့ရှိတာဟာမဖြစ်ဘဲနဲ့အောင်းလာတာပေါ့ဒါပေမဲ့ဒီ7လပိုင်းနဲ့မှာတော့ကြီးကြီးမားမားဖြစ်ဖို့လေးတွေရှိတယ်အဲ့ဒီငွေကြေးပြဿနာရှင်းတာရှင်းသွားဖို့အတွက်ကိုတော့တနင်္လာနေ့အရွယ်ကိုကြောအောင်မှခင်းအိတ်လိုက်ဥပမာဂန်းကော်ရွက်တို့ခရီးရွက်တို့ခင်းအိတ်ပေါ့နော်ကံကြောရတော့တိတ်မကောင်းဖျားတင်တဲ့အရွယ်ဆိုတော့လေခရီရွက်ခင်းအိတ်လိုက်သလားခရီရွက်ခင်းအိတ်လို့ရမယ်နောက်တစ်ခုပါရမယ်ကစွန်းရွက်ရမယ်အားလေးခင်းအိတ်ပေးခင်ဗျနောက်တစ်ခုက ိုနဲ့ပတ်သက်တဲ့မိသားစုဝင်တွေကအချို့သောသူတွေကကို့အပေါ်မှာနားလည်မှုလွဲပြီးတော့ကို့ကိုဒါချေစေတဲ့စကားလုံးတွေနဲ့တက်ခိုက်တာမျိုးခံရတတ်တယ်။အဲကျမကြီးကကြတော့အာဒီရောက်တာမျိုးတွေခေါင်းတစ်ချမ်းနဲ့ကြိုက်တာမျိုးတွေနှလုံးခုန်လုံးမမှန်တာမျိုးတွေကျမကြီးနဲ့ပတ်သက်ရင်ခါတစ်ချမ်းနဲ့တက်ခိုက်တာနာကျင်တာမျိုးတွေဖြစ်ပေါ်ရှိတယ်။ကျမကြီးအဆိုးတွေကိုအယမ်းမဖြစ်အောင်လို့ရရချေတဲ့အနေနဲ့ပဇွန်ကြော်လေးဖုန်ကြီးဆွလောင်းစေချင်ပါတယ်ခင်ဗျ။ပြီးတော့ပြားရီဖျားကိုလူတဲ့ကုသိုလ်ဒါနာလေးတွေလုပ်စေချင်ပါတယ်။ အရှိမြောက်အရက်ကနေထူးခြားတဲ့တဲ့တင်စကားလေးတွေကြားရလိမ့်မယ်။ဘယ်ဘက်အချမ်းခန္ဓာကိုထိခိုက်ဒဏ်ရာရတာမျိုးလေးတွေဖြစ်ဖို့ရှိတယ်။ငွေအလင်ခံမဲ့ဂိမ်းတွေရှိတဲ့အတွက်ကြောင့်ငွေရိုးကြီးတာမျိုးတွေအာမခန္ဓာမျိုးတွေတော့မလုပ်စေချင်ပါဘူးခင်ဗျာ။ အိမ်အောင်ရှိတဲ့အင်္ဂါသားသမီးတွေကအိမ်အောင်ရှင်တဲ့ပြဿနာအနေငယ်ဖြစ်တတ်တယ်ဒါပေမဲ့သူတို့ပြန်ချော့လိမ့်မယ်အဲကိုယ့်ရဲ့မိသားစုတွေကကျမ်းမာရေးမကောင်းတဲ့သူအတွက်ကိုယ်စိတ်ကောင်းဝါကောင်းတွေးပြီးတော့ကုသပေးနိုင်တာမျိုးကောင်းကောင်းမွန်မွန်ကုသပေးနိုင်တာမျိုးတွေဖြစ်စေတတ်တယ်ကိုယ်နဲ့ပတ်သက်တဲ့လူတချို့ရဲ့စိတ်သောကပေးတာမျိုးလေးတွေခံရပြီးတော့စိတ်ကတိကအောင်ဖြစ်တာမျိုးတွေလည်းဖြစ်စေတတ်တယ်လို့ပြရတယ်ခင်ဗျာ ဲဈေးတဲ့လုံနေတဲ့သူတွေကတော့ဈေးအောင်ဈေးဝယ်ကောင်းဖို့အတွက်ကိုယ်ဆိုင်ရှိမှာတထွာလောက်အရှိရှိတဲ့ရှားဆောင်နှစ်ပတ်ကလေးကိုထားစေခြင်းနဲ့စိုက်လို့ရရင်စိုက်စိုက်ဆံမရှိရင်လည်းအမြင့်လေးမှချိထားပေးပါတော့။လက်ကစားသမားတွေကတော့လူကြီးချစ်ခင်မျက်နှာချင်းကိုခံရပြီးတော့အောက်လက်ငယ်ကဒုက္ခပေးတဲ့ရန်ကနေကင်းဝေးစီဖို့အတွက်ကိုရရချတဲ့အနေနဲ့ငါးတစ်တာနဲ့ထမင်းနဲ့နေပြီးတော့လမ်းမေးခွေးကိုကျွေးတာမျိုးကုသိုလ်ပြုတာမျိုးလေးတွေလုပ်စေခြင်းပါလေ။ခကြီးရှိသွားမယ်လို့ကျွန်တော်မြင်တဲ့အတွက်ကြောင့်တရက်တရွာခကြီးရှိထွက်ဖို့ပေါ်ရင်သွားတာသွားအဲခကြီးကကိုယ့်ကိုကောင်းကျိုးပြုပြီး တော့စိတ်ချမ်းသာစရာတွေအများကြီးဖန်တီးပေးနိုင်မယ်လို့ပြထားတာပါဒါကတော့ဒီအင်္ဂါသားသမီးတွေအနေနဲ့ဆယ်လပိုင်းမှာကြုံတွေ့ရနိုင်တဲ့အဆိုးအကောင်းတွေပါခင်ဗျာအင်္ဂါသားသမီးတွေရဲ့ကံကောင်းတဲ့အကြောင်းတရားတွေကိုထိထိမိမိခံစားစေနိုင်ဖို့အတွက်ရရရချေတဲ့အနေနဲ့ကျွတ်တဲ့ပတိနဲ့ပတိစိတ်တာမျိုးဗရောက်သားပတိနဲ့ပတိစိတ်တာမျိုးတွေလုပ်ပေးရမယ်အင်္ဂါသားသမီးတွေကိုလက်လာပါပေးတဲ့အရက်တွေကမြောက်အရက်တွေပါခင်ဗျာအင်္ဂါသားသမီးတွေကိုတောကပေးနိုင်တာကတော့အနောက်ရက်နဲ့အနောက်တောင်တောင်ရက်ကတောကပေးနိုင်တယ်လို့ပြထားတာပါ ကဲခொနဲ့သားသမီးပေါင်းအားလုံးစိတ်ချမ်းသာစေကိုယ်ကျန်းမာခြင်းနဲ့ပြည့်ပြည့်စုံကြပါစေအချိုးပေးကနိုင်ကအင်္ဂါသားသမီးကတော့3တုံညလို့ပြထားပါတယ်ခင်ဗျာ3ထိပ်စီ3ညနောက်ပိတ်ထီတွေထိုးလို့ရတယ်အဲတင်း30ဘူးရွှေဝယ်တာမျိုးတင်း300ဘူးရွှေဝယ်တာမျိုးအမြေဝယ်တာမျိုးတင်း3000ဘူးမြေဝယ်တာမျိုးသို့မဟုတ်3သိန်းဘူးပစ္စည်းခုဝယ်တာမျိုးအစားပြုပါဆယ်လာပိုင်းထဲမှာ3ကနန်းတစ်ခုခုကိုရင်းနှီးမြှုပ်နှံခြင်းအားဖြင့်ကန်ကောင်းစေမယ်ဆိုတဲ့သဘောကိုပြထားတာပါဒါကတော့အင်္ဂါသားသမီးတွေအတွက်ဆယ်လာပိုင်းကြုံတွေ့ရမယ်အဆူအကောင်အချိုးကြောင်းတွေပါအားလုံးကိုကျေးဇူးအများကြီးအများကြီးတင်ပါတယ် 呀。Yeah.